နာတ္တိအဟံတိတောဇာနာမိဇာနာမိမညာဟုသိရတယ်။ဒိဋ္ဌိကဘာလို့ဆိုတော့တိုက်ခိုက်ဖို့ကြိုးစားနေတယ်၊ကြိုးစားနေတယ်။ဘာကြောင့်တိုက်ခိုက်ဖို့ကြိုးစားနေတာလဲ။အဲ့ဒီလိုတိုက်ခိုက်ဖို့ကြိုးစားနေတာကိုမသိရင်မသိရင်ရှားပဲသူရဲ့အိပ်ပဲနေမှာဟုတ်လား။တိုက်ခိုက်ဖို့မင်းကြိုးစားနေတယ်၊ကြိုးစားနေတယ်။ဘာကြောင့်လဲလို့ကြိုးစားနေတယ်အဲ့ဒါကိုမသိရင် အမြာဝရလေးကိုသူ့ကိုမြတ်တဲ့အာဝိဇ္ဇအောင်ဆယ်ပြီးတော့အောက်ပေါက်ကလာတင်ပေးရတာပေါ့အဲ့ဒါနဲ့တကယ်ရတယ်အဲ့ဒါကိုကျိုးစားပြီးတော့သူရွတ်ပန်နေတဲ့ဆယ်ပေါ့အိမ်ပါတဲ့လေးပေါ့နောက်တော့ဘလို့မှမပြေပြောင်းလို့ရသွားတယ်ကျတော့ဆရာကြီးကမင်းနောက်ကိုဒီမန္တန်လေးကိုနေရချက်တမဲကနာရီရှိလေးပဲအဲ့ဒါလည်းသူလည်းသူကြီးဆရာကြီးဒီမှာသင်ရတယ်ဒါဒါလေးပဲသူတက်တယ်ဟုတ်လားအဲ့ဒါလည်းသူသူ့ရဲ့သူ့ရာကိုပြန်ရောက်တဲ့ တန်းကြီးခံရတဲ့ခါကျတော့ဆရာကြီးရဲ့ကိုမိမာနေတဲ့ဒီဩဝါဒကကိုအမြဲအမှတ်ရပြီးဘက်တိကိဘက်တိသိဉ္စရနာဘက်တိဒီအဟပိဒံသာနာမိသာနာမိဒါလေးကိုသူကအမြဲအမှတ်ရတဲ့ကျဲတည်ရင်လုံးနေတဲ့သူပြောတာပဲသူကဒါလေးကိုတန်ဖိုးထားတယ်ပေါ့။ဘာပြောရလဲလို့အေးနေလို့သူကောင်းကောင်းမသိပါဘူး။ဟုတ်လား။အဲ့လိုနဲ့တတိယကတော့သူတို့တန်းကြီးကိုအုပ်စုတဲ့အရင်းကြီးက တဲ့ဒီဒီသာတွေသူ့တို့မှာဘယ်လိုအမြင်ဉာဏ်ရှိတယ်လဲတဲ့ဒီဒီသာတွေရဲ့သဘောတဘာဝအမှန်ကိုသိရအောင်ဆိုပြီးတော့ရုပ်ချက်ပြီးတော့ညို့လေးကိုထည့်တယ်လို့ဆိုတဲ့ပြင်ကြီးကအဲ့လိုထည့်တယ်ဒီလိုပဲဟိုတခုတွေကကိုးစားတွေကစိတ်အိမ်ကိုပေါက်ခဲလို့ဥမြင်တိုင်းအောင်တွူရတာအဲ့လိုဥမြင်တိုင်းအောင်တွူနေတဲ့အချိန်မှာမင်းကြီးကမြင်တော့အဲ့ဒီအိမ်ကြီးရဲ့အခြေခံကိုခုံပြီးတော့အသာကြည့်နေပေါ့အဲ့လိုကြည့်နေတော့ကိုးတွေကလည်းသူ့လိုတွူရတယ်ပေါ့ အဲ့လိုလူမျိုးတော့မှာခုနကတော့လူတွေကအိရာကလေးရေးလို့ရတယ်လို့လာတော့သူရတဲ့မှာကဘုံရွတ်တယ်ပေါ့အတန်တော့ပြီးတော့ရွတ်တယ်ပေါ့တတိတိတတိတိသိက္ခာတတိတိအာပိတော်ဇာတာပိဇာတာပိအဲ့လိုရွတ်တဲ့အခါကျတော့သခိုးတွေကကြားတယ်တတိမှုကျိုးစားနေတယ်ကျိုးစားနေတယ်မင်းတို့ဘာလို့ကျိုးစားနေတာလဲအဲ့ဒါကိုမသိရင်မသိရဆိုတော့ဟုတ်လား အဲ့ဒီကတော့ညက်ပြီးတော့အကျိုးလုပ်နေတာကိုလူတွေကသိနေပြီဆိုပြီးတော့အကုန်လုံးဖတ်ပြီးတော့ကြီးရတယ်လို့ဆိုတယ်။အဲ့ဒါကိုဒီကြီးကဒီကလေးဒီလူတွေမှန်တယ်ပြတာကိုလည်းသိတယ်၊သူတွေဖတ်ကြည့်တာကိုလည်းသိတယ်။ဒီအိမ်ကိုဖတ်တာကဒီကဖတ်ပြီးတော့မနေ့နေ့ကလည်းမင်းကြီးတယောက်ကိုဖတ်ပြီးတော့အဲ့ဒီအိမ်ကမှန်တယ်ပြတဲ့သူတွေကိုခေါ်လိုက်။ခေါ်လိုက်တော့လည်းတော့ရောက်လာ။ရောက်လာတော့မင်းကတော့ပြတဲ့ကတည်းကတော့သွားတာပဲ။အဲ့ဒီအိမ်ကကမှန်တယ်ကိုရှုလို့သူတွေဖတ်ကြည့်ရတယ် ဲ့တော့မဲအဲ့ဒီမှာတော့ငါတို့တင်ပြီးပါပြင်ပြီးပါအဲ့လိုတင်ပြီးပါတော့အတိုင်းတော့သူတွေကပါတို့လို့ဆိုတော့ဟိုနေရာဂျာတူနေခွင့်ပေးတယ်ဆိုရင်တင်ပြီးလေဟိုသူကဆရာတယောက်နေနဲ့ဟိုအောက်ကနေပြီးတော့အထက်ကနေတဲ့ပြင်ကြီးကိုတော့တင်ပြီးနိုင်လို့ဆိုတဲ့အခြေအနေပြင်သာကိုပို့ထားတဲ့ဘောပါပဲအဲ့လိုပြင်ကြီးကလည်းကောင်းပြီဆိုပြီးတော့ခုံလို့အမြင့်အတူတူတင်ပြီးနေပေါ့အဲ့လိုတင်ပြီးတော့မှသူကအဲ့ဒီမှာကြာလေးကိုတင်ပေးတယ် သိပြီးတော့ဘင်းကြီးကလည်းကြားရတဲ့အခါကျတော့ဘင်းကြီးကမန္တန်ကအခုကြီးရဲ့မန္တန်ပဲဆိုပြီးတော့ပြတ်ဖို့ထားပြီးတော့သူ့ရဲ့အငြင်းရွတ်တယ်။ဒါဆိုရင်တတိယကတော့ဒီဘင်းကြီးရဲ့စုကြီးကဘာပြောလို့ဆိုတော့ဆက်တာလေးကိုဘင်းကြီးရဲ့ဆက်တာလေးကိုဘာပြောလို့ဆိုတော့မင်းဘင်းကြီးကိုကိုယ်စိတ်ကိုယ်တိုင်ကိုယ်ယူကိုပြည့်ပြင်ပေးရတဲ့အခါကတော့ဘင်းကြီးရဲ့လက်ထဲကိုပြည့်ပြင်လုံးသွားတဲ့တစ်ချက်ချင်းပြတ်အောင်မြင်ချက်အဲ့လိုချက်လိုက်တယ်ဆိုလို့ရှိရင်မအရှင်နေလို့တယ် အားရှင်နေဖြစ်ရင်မျိုးကိုစိတ်ကိုရည်ရွယ်ပေးတယ်ဆက်တော့လို့ဆက်တာလေကိုစီရင်စီရင်တော့ဆက်တာလေကလည်းပဲသဘောတူတယ်ပြည်ကြီးတယ်မျိုးကိုသူဖြတ်တယ်ပြည်ရင်သူစိတ်ကိုရည်ဖြတ်တယ်စိတ်ကိုရည်ကပြည်ရင်ဖြတ်တယ်အဲ့ဒါကိုဒီလိုရောက်တဲ့နေရုပ်ပြီးတော့ပြည်ကြီးကဒီသွားရတယ်ဘာမှမသိအဲ့ဒါဆက်တာလေကပြည်ရင်ကိုစံမှုစိတ်ပြင်ပေးဖို့ကြိုးစားအဲ့လိုစံမှုစိတ်ပြင်ပါရင်ကတင်လုံးသွားကိုတွေးတယ် တချိန်နဲ့ပြတ်သွားတာဒါကိုညှိနေအောင်ဖြတ်ပြီးသွေးရဲအဲ့လိုသွေးနေတဲ့ဒီမှာပြင်းကြီးကဒီမှာတန်လေးကိုအမှတ်ရတယ်အမှတ်ရတဲ့အခါကျတော့သတိတိသတိတိသိင်္ဂရဏသတိတိအနပိပါဒနာပိသနာမိသို့သူကြောင့်ပါလေခဲတဲ့ခဲကိုကျိုးသားနေတယ်ကျိုးသားနေတယ်ဘာလို့ကျိုးသားနေတာလဲခဏကဘုမာတိရဲ့မာတိရဲ့အဲ့လိုဆက်တာလေဒါပြေပြေတော့ဟုတ်လားတိုင်းကဘုကျိုးသားနေတယ်သိနေဆို ဆက်ရည်ရဲ့ဆိုပြီးတော့တင်းတော့ချောက်တဲ့ဘင်းကြီးရဲ့ခြေရင်းကိုဝတ်ဆင်းခွလတော်ဘုရားအဲဘင်းကလည်းပဲတဲ့မောင်းတယ်ဒါအကြောင်းကိုရှိတယ်ဆက်ပြီးပါလဲပြောတော့အဲ့ဒီတော့မှစစ်သူကြီးကသူ့ကိုဘင်းရဲ့နေရာကိုလုကြံမဲ့တဲ့အကြောင်းသူရှင်နေတော့မှမင်းစစ်သူကြီးဖြစ်ရသေးတယ်ဆိုပြီးတော့သူ့တဲ့ဘင်းကြီးရဲ့ခန္ဓာကိုအုံပြောပြတယ်အဲ့ဒီတော့ဘင်းကြီးကမင်းကြီးကိုပြောပြဆက်တာလေဘုရားကစစ်သူကြီးကိုပါမှာဖတ်ပြီးတော့အတော်တော်တို့ကိုတန်းကြည့်လိုက်ပြီးတော့နှင်းထိုးလိုက် ။နေလို့ဒီဥစ္စာတော့လူနေကိုပေါ်ပြီးအမောင်းနဲ့မင်းရဲ့မန္တန်ကြောင့်လို့မအပ်သေးကနေတော့ပြရတယ်။ဒါမင်းအားရဲ့ခြေလို့ရှင်ဖြစ်တယ်။ဒါကြောင့်မင်းကိုစိတ္တရိယာလို့ပြောရဆိုတော့စိတ္တရိယာလို့လည်းရှင်းရတယ်လို့ဆိုတော့အဲ့ဒီအကြောင်းအရာလေးကိုစောပြေကြီးကတွေ့ရင်ဒီမင်္ဂလာတော်ကိုဖွင့်မှာရေးသားလေးပဲပေါ့အဲ့တော့ပညာချက်တစ်ခုဆိုတာကဟုတ်လားအကြီးကြီးမားမားကြီးမဟုတ်ဘူးပါမှာဟောငယ်ငယ်တော့အရင်ကပြေးတာကောင်းတယ်ကောင်းတယ်လို့လည်းသင်နေရမယ်နဲ့တွေ့ပါလေ ဟုတ်လားတဲ့ပြည်နယ်တစ်ခုကိုတက်ပြီဆိုလို့ရှိရင်ဒါတို့အတွက်အများကြီးအကျိုးကျေးဇူးရှိဘူးလားရှိတယ်။ဒါကြောင့်ဒီနေရာမှာတော့လက်တော်ပဲကမင်္ဂလာတရားတစ်ခုအနေနဲ့ဟောတာပဲပေါ့။ဟုတ်ရဲ့လား။ဒီဒါကြောင့်ဘာမှုတို့ဘာမှုတို့ကြားလို့ဆိုရဲဒီဘာမှုသစ္စာမင်္ဂလာတဲ့ပြည်တော်ကျူစာရတဲ့အကြအမြင်များအောင်ကျူစာအကျိုးရတဲ့ဒီနေရာမှာလည်းအကြအမြင်များအောင်ကျူစာအကျိုးတွေဆိုတဲ့နေရာမှာလည်း ိမိတို့ကြည့်ထားတဲ့မြင်ထားတဲ့ကြားထားတဲ့အရာဒီကောင်းရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကြာအမြင်များသည့်အားတွေဆိုတဲ့ဘေးလက်ခံနိုင်ဖို့ကျင့်သုံးနိုင်ဖို့လည်းအရေးကြီးတယ်ပေါ့ဟုတ်လားအကြာအမြင်တော့များပါတဲ့အဲ့ဒီအကြာအမြင်နဲ့ပြီးအောင်မင်းနိုင်ဖို့ဆိုလို့ရှိရင်လည်းဒါအကျိုးကြီးလို့မရနိုင်ဘူးမင်္ဂလာမဖြစ်တတ်ဘူးလို့ဆိုရမှာပေါ့ဆရာပါတို့သာမီးနဲ့မင်းတို့တက်တယ်သူတို့သာမီးနဲ့လည်းအပြည့် မနေနိုင်ဘူးဆိုလို့ရှိရင်ဓာတိဝရဲ့မင်္ဂလာရှိတယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးနော်ငါမှာမပြတ်စာမှာပြတ်ဓမ္မကိုက်တဲ့တိဆိုတာကြားရတယ်ဟုတ်လားဘုရားတို့ရတယ်လို့ရှိပါလေဟုတ်လားကျန်တဲ့နေတော့ပြည်တာပါလေကျန်ချင်ပါလေတို့တော်ကောင်ကအောင်းအောင်မကျင့်သုံးနိုင်ဘူးဆိုလို့ရှိရင်မင်္ဂလာရှိတယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးဒီနေ့ပါဦးလို့ဆိုပြန်ပြီးတော့ ေသုတ္တဆိုရင်ဒီအခြားအမြင်ပညာနဲ့တည်းကိုတော့တက်သွားမှလေတို့တော့လိုက်တာကျန်တော့ဘူးမပါဘူးစိတ်ပေါင်းကတော့မရှိဘူးဆိုလို့ရှိရင်ဒါလည်းပဲမင်္ဂလာတရားမဖြစ်နိုင်ဘူးဆိုပြီးတော့ဘယ်တော့ညာကိုဒီလိုထုတ်ပြတာလို့ဆိုတော့ဘယ်လိုဓမ္မရတ္တမှာဖွင့်ထားတယ်ဟဲ့ဘုရင်တို့တပိလမထေရဲ့အကြောင်းကိုအဲ့ဒီမှာပြောထားတယ်ဘုရင်တော်ကပါဠိတော်တဏှာတော်မှာကပိလမထေရကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဘာသာတွေရှိတယ်။ ်သမီးရတယ်ကဦးဇင်းမင်းသားပြန်တဲ့ကတော့မဟုတ်ပါဘူးသူကဦးဇင်းမင်းသားပြန်တဲ့ထက်ရောက်တော့သူကဟိုရွှေရောင်တော့ပြီးတော့ခလဲကအကုန်ကန်ချတယ်ငါးကြီးအောင်ချင်တယ်သူကသူရင်းမင်းသားဦးဇင်းမင်းသားပြန်တဲ့တော့ညာရှိနေခါလာတယ်တော့ဟာဘုရားကမိကြီးကိုတမားရေကမာကြီးသူ့ဆန္ဒတော်လာပြီးဆက်တာလို့ဆိုတဲ့အဲ့ဒီမာကြီးကရွှေရောင်တော့ပြီးတော့ဘယ်တော့မှစရတယ်လို့ဆိုတဲ့ အဲ့ဒီမာကြီးကိုပြီးတာတော့တဏှာတွေကဖွာလာတယ်ပေါ့။ဖွာလာတော့အဲ့ဒီမာကြီးကိုဟန်စားရဲဆိုပြီးတော့ပြင်မင်းရဲ့ကိုတောက်ပြီးတော့ဆက်တာရတယ်။အဲ့ဒီမာကြီးကပဇာဟလိုက်နေတော့ဘယ်တော့မှမပြောတာပို့ဆောင်နေတယ်လို့ဆိုတယ်။အဲ့ဒီမှာအဲ့ဒီမာကြီးကိုမြတ်စွာဘုရားကိုဟိုဘုရားမင်းကြီးကပြတယ်တော့ဒီမာကြီးကသူ့ဆက်နေလို့ရှောက်တော့မြတ်စွာဘုရားကဒီလေဒီမာကြီးဟာသတ္တဝါမြတ်စွာဘုရားတစ်တက်တော်ကာလတုန်းကပြိတ္တာရဟန်းဖြစ်ခဲ့တာမှလည်း မဲ့ပါမဲ့ပါပြရားကတိလနဲ့နဲ့အခြားကိုအခြေခံပြောပြရလေပေါ့သတ္တဝါမဲ့ပါပြရားတဲ့တုန်းကအဲ့ဒီကတိလအခြေဆိုတာရှိတယ်ဟောသူ့ရဲ့အမိကသာဒိနာလေသူ့မှာအကိုတယောက်လည်းရှိတယ်အဲ့ဒီအကိုကလည်းပဲဘုန်းကြီးဝဲတယ်ရှင်ပါတရားလေသူ့မှာညီမတယောက်လည်းရှိတယ်ညီမကသာသနာလေသူ့ရဲ့နာမည်ကတော့ကတိလလေ အဲ့လိုနဲ့ဒီကုန်လေးရောက်တာသာပါဝင်တယ်ဘေးကလည်းလက်ပြီးတော့ရဟန်းကျူလေးဒီမလေးကလည်းလက်ပြီးတော့ဘေးကလေးရဟန်းကျူလေးပေါ့အဲ့လိုနေရခြင်းနဲ့နောက်တော့ကြည့်ကြည့်တဲ့သာဝကမရှိကတော့မဟာသိကြီးကြီးထားရောပြည်ပြည်သာပြည်ကိုလေးလာလိုက်စားပြဲစားဟိုတရားဟောတာလို့ပဲကျူစားအထုတ်မယ်ဆိုပြီးတော့တရား